န်ပြောသူတော်လန်ကလစ်ကတော့အလုံးပဲမင်္ဂလာပါခင်ဗျတော်လန် YouTube channel လေးဖြစ်တဲ့ Clickers Universe YouTube channel လေးကနေပြီးတော့တပ်ဖန်ပြန်လဲပြီးတော့ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့ရဲ့ဒီချိန်လေးကတော့ Clickers Universe ဘိုင်းတော်သားတအုပ်ဖြစ်တဲ့ကျွန်တော်ရဲ့မျှဝေတင်ဆက်ပေးရမယ့်ချိန်လေးကိုကြားရောက်လို့လာတာပေါ့ဗျာကျွန်တော်ဒီနေ့ Clickers ကိုပြန်လဲပြီးတော့မျှဝေပေးသွားချင်တာလေးကတော့ ဆရာအကြီးတော်ရဲ့လက်ရာကောင်းလေးတအုပ်ဖြစ်တဲ့ခလောင်နီဆိုတဲ့ဝိတုလေးရဲ့အခန်းဆက်အခန်းလေးလေးပဲဖြစ်ပါရယ်ခင်ဗျာအခန်းလေးလေးကိုဆက်လက်ပြီးတော့ရုပ်ပန်းများကိုဝင်ပြပါလို့ဆရာအကြီးတော်နဲ့တန်ဆိုင်သူအားလုံးကိုကျွန်တော်မေတ္တာရဲ့ကံခွင့်ပန်းပါရယ်ခင်ဗျာအခန်းလေးကလောင်နီကြေးရွာတွင် ဖြစ်၏ ကလောင်နေချေရွာသည် ရေချိုမြစ်ချောင်းအင်းအိုင်ဝင်းရန်သောမြစ်ကျိုးဒေသတွင် ရှိသောကြောင့်ရေကန်မြေကန်ကောင်းပေသည်မြစ်ချောင်းများပေါ်၍ငါးပစုံများလည်းပေါ်သည်ငါတလောင်းအစစ်နှင့်ပစုံတုတ်ကိုမြင်မူးတာကလောင်နေရွာပဲရှိသည်ဟုကျွန်ဝါရလာအောင်ရေတက်တော်ပေါ်များလာ၏မြစ်ချောင်းပေါ်၍ရေကန်မြေကန်ကောင်းသည် ရေပေါ်သလိုငါးပေါ်သလို မြေပေါ်၍စဘာလည်းပေါ်၏မြေချောင်း၏ဝါနေသောမြေမှာပြူကျဲတိုင်းစဘာဖြစ်ပါ၏ຫນွေခါပဲကျဲလည်းပဲဖြစ်ပါသည် ထို့ကြောင့်ခလောင်းဤရွာမှာဘာမှပင်ပူပင်တော့ကမရှိအောင်ကျွဲဝါပါသည်ဤများလောက်ပြည့်စုံမှာလည်းလိုအပ်ချက်ကတော့ရှိပါ၏ထို့အရာကလည်းရက်စင်မီပင် အများကြီးရွာများလည်းစင်မီသုံးနေပြီဆိုသဖြင့်ခလောင်းဤရွာမှာလည်းသုံးကျင်ကြ၏မြို့နဲ့အဆက်အသွယ်ရှိသောဥပဖေးအိမ်နှင့် လဲမြေများကိုများသောကိုထုံးအုပ်အိမ်တို့တွင်တော့ကိုပိုင်သယုံညီမိဆက်ကလေးများတက်အိမ်သာစီရှိကြ၏မဖွားမင်းနှင့်သောနှင်းများတို့အိမ်တွင်လည်းအင်ပါတာရှိပါ၏ဒါတောင်ဘက်ထရီအားကုန်မှာကချောင်းနှင့်လေကိုကူး၍ချောင်းကိုလေနှင့်ကူး၍တဖက်ရွာ၌အားသွာသွင်းရ၏ထို့ကြောင့်အများနည်းသူခင့်မိစေရန်တရွာလုံးသောဖွဲမိဆက်တလုံးဝယ်ယူရန်တဖို့သူလိုက်တော်၏အလူငွေတို့လည်းပူစရာမလို့ ရှိသည်မြမြေချောင်းများမှာငါးကိုဥမောင်ထူအားတဦးတည်းပိုင်ဖန်ခွင့်ပြုပါကမိစက်များအတွက်ရန်ပုံငွေလောင်းပါပြီသဘောတူညီချက်အရာတရွာလုံးဖွဲ့မိစက်အသုံးပြုရာ၏ဥမောင်ထူမှလူစု၍ကြားပိုက်ထောင်ခြင်း၊ကွန်ပြေခြင်းအလျက်စစ်လျှော့တိုက်ခြင်းတို့ဖြင့်မြေချောင်းများမှာငသိငမွားများပါမကြံဖန်ဆီး၍ငါးရန်သွင်းလိုက်သောအခါ ဖွဲမိစအတွက်လုံလောက်သောငွေကြေးရရှိပါတော့၏ရခင်ကအရွယ်မရောက်သောငါးများကိုမဖမ်းပဲမြင်းချောင်းထဲကိုပြန်လွှတ်၍မွေးမြူလေးရှိသောဓလေ့သည်လည်းယခုတော့ဖွဲမိစလိုအပ်ချက်ကြောင့်ချောင်းမြောင်းမှမကျန်းငါးမှန်သည်။အပြုတ်နံခံလိုက်ရခြင်းပင်ဖြစ်လေ၏ဤသို့ဖြင့်ဖွဲမိစဝယ်ယူပြီးသောအခါကျွမ်းကျင်ပညာရှင်များလှူသားများဖြင့်မိစကြီးကိုရွာရောက် နွားလဲတံကုံချောင်းတံဖြင့်ခက်ခက်ခဲခဲတဲယူခဲ့ရ၏နေရချရန်အတွက်ရွာဤမြောင်ပိုင်းဥထုံးအုံဤညီညပိုင်းတော့လဲမြေကိုခိတတဲ့ယူပြီးမိဆက်ကြီးကိုထိုးနေရပဲချလိုက်တော့ဤဥထုံးအုံနဲ့ညီများကလည်းသူတို့ဘိုးဘွားပိုင်းမြေမှုကန့်ဝတ်တော့လဲနောက်ဆုံးတော့တရွာလုံးမိရရှိရတဲ့အကြောင်းပြု၍နှုတ်ဆက်လက်လျှော်ခြင်းဖြင့်သာနေထိတန်လဲရတော့သည်တရွာလုံးကလည်းမနေမနာရတတ်တိုင်းထောင်ခြင်းတတ်ကျူးတွေခြင်းများဖြင့်ဘွာရမအစိုက်ထုတ်ကြပြန်သည် တရွာလုံးအသည့်ဖြစ်သောအခါတော်ဝုံဝုံမီဟီတန်ကြီးနဲ့အတူတရွာလုံးလျှက်စင်မီရတာကိုအားရဝမ်းသာခံလာပြီးတော့သည်ဤတွင်လျှက်စင်မီရလာသော ခလောင်နီရွာသားတို့မှအိမ်ရှိမှအိမ်နောက်အိမ်အောက်ပါမကျန်လျှက်စင်မီကိုလင်းထိန်နေအောင်သုံးခြင်းငွေရှိသူများမှအတီပြီးမှအစသမင်းအိုးကိုပင်လျှက်စင်နဲ့တဲကြခြင်းလျှက်စင်မီပူများအသုံးပြုကြခြင်းစသည့်စသည့်ဖြင့်အသုံးပြုကြ၍ဖွယ်မီဇက်များမှမနာရန်ကထမ်းမကြာခဏဆက်ထိုးရခြင်း တိုက်တိုင်များမှာတံမီးများပေါက်ထွက်ခြင်းများဖြစ်လာ၍ရရွာ၏ဖွဲမီးဇက်ကိုမကြာခဏပြန်ရဲရခြင်းများပြန်ပြီးဝင်လာခြင်းများကိုဖြစ်ပေါ်လာတော့သည်တနေ့လာလဲဖွဲမီးဇက်ပြန်ရလို့တနေ့လာလဲဓာတ်ကျိုးပြတ်လို့နဲ့အစားကတော့ခဏလာခဏပြက်နဲ့ခြားလပတ်ရမ်းနေတော့လဲအနေကြလာတော့အခါတိတိလာလာမီးမလာခြင်းကိုကြုံတွေ့ရတော့သည်ဤဒီကိုပင်ရွာသားများကမကျင်းနဲ့ထိုဆက်ကောင်းမှုဖြင့်ယခုဆိုရင်မြေထဲမှာလဲ လာတလောက်ဘဇွန်တို့ဆိုတာအိမ်မက်ထဲမှာတော့အကောင်စင်မမြင်ဘူးတော့ကြောင်းလေယာမြင်များသည်လည်းမီးဆက်စီစိတ်ဝင်မှုကြောင့်ပျက်စီးလာကြောင်းစသဖြင့်တင်ပြရာတရားရွာလူကြီးမှမနေတာမီးဆက်ထိန်မောင်သိန်းအားခေါ်ယူ၍မီးဆက်အဘဲကြောင့်ပြည့်ရသည်နီကိုရွာသားများရှင်းပြပါစေမီးဆက်ထိန်မောင်သိန်းရှင်းပြသည်မှာ ယခုခါသည်မိုးတွင်ခါသမယဖြစ်သောကြောင့်မိုးသီးထန်စွာရွာချင်းကြောင့်တီးတိုင်းထားသော လေးစစ်တချို့များတက်လိုက်ချင်းလမ်းသက်တိုင်းများမီလုံးပေါက်ထွက်ခြင်းတို့ကြောင့်ပေးထွက်စုချို့များပါကြောင့်ဝါဇူလာနှစ်ရက်နေတွင်တက်ချိုးပြကြမှုကြောင့်မာကြီးလေပြော၏နွားကြီးတက်လိုက်သေးဆုံးသဖြင့်တော်စလင်းလာသုံးရက်နေတွင်လည်းဥပဝင်၏သားငထိုက်ကောမောင်စုခေါင်းမော်တဲ့တဲ့တမီးတီးပြုတ်ကြမှုကြောင့်ခေါင်းတစ်ချက်ကွဲချိုးလိုက်ရပါကြောင့် ထို့ကြောင့်မိုးရွာသည့်ခါသမယ၌လျှက်ဆင့်မီပေးခြင်းမှာရက်ရွာလူတို့၏အတ္တအိုးအိမ်စည်းစိမ်ကိုပြက်စီးစေနိုင်သည်ကိုစင်ကြင်မျော်တွေးမိပါသောကြောင့်အစေတနာနှင့်ရက်ဆိုင်ထားပါကြောင်းတပံလေးတိုက်သောခါ၌လည်းတံမီတိုင်များမှာယင်းတိုင်နှင့်ယမတိုင်များမှာထောင်းရမည်အစားနေတလမအသစ်ပုံများဖြင့်ထောင်ခဲမိသည့်ကြောင့်လေပြင်းပြင်းတိုက်သည့်နှင့်တတိုင်းများကျိုးကြခြင်းတကြိုးများပြက်ကြခြင်းတို့ကြောင့်အန္တရာယ်ရှိပါကြောင်းတတကပြရလျင်ပြီးခဲ့သည့်လာသမိုင်း9ရက်နေ့မှာကျောင်းမှပြန်လာသောဦးဖေးငယ်ဤသား မောင်စန်းခမောင်ကျော်လွင်စိုးမှာနှစ်တလမတတ်တိုင်းကျူးကြခြင်းကြောင့်ထိတ်ဖူသွားပါကြောင်း၎င်းဤသားငယ်မောင်စခေါ်လိတ်ကျိုးပင်လျင်တတ်တိုင်းတဖန်တန်တက်၍တတ်တိုင်းကျူးကြခြင်းကြောင့်ခက်စစ်လွဲပါကြောင်းတဖန်နေပူသောခါမြန်၌လည်းခလောင်ကြီးရွာကိုအသုံးပြုသောမိဇံများမှဖွဲမိဇံများဖြစ်သားကြောင့်ဆက်ထဲထဲရသောဖွဲမိဝါများမကြာခဏလွင်ပြန်၍မီးလောင်ကြံခြင်းများဖြစ်ပါတတ်ပါကြောင်းပြောရရင်လွန်ခဲ့သည့်ကဆုံလ၌ပင်လျင်ဖွဲမိဇံမှဖွဲမိဝါများလွင်ပြန်မှုကြောင့် ဟူလူဝိုင်ကောက်ရိုးပေါ်မှာကောက်ရိုးနှချောင်းမိလောင်ရမှုဖြစ်ပခဲ့သည်ကိုတတိယစီလိုကြောင့်ဦးလူထိန်ဤအောက်ခေါမိုးပေါ်မှာလည်းဖွဲမိကြခြင်းကြေရာလူအမြင်မြန်၍ငြိမ်းသက်နိုင်ခဲ့ပါကြောင်းထို့ကြောင့်ကျေးရွာအသွင်း၌ရှိသောဖွဲမိဆက်များကို ဖွဲမိဆက်ကိုအများပြည်သူ၏လိုအပ်ချက်များကိုရှေ့ထား၍ကျေးရွာလူလူ၏အမျိုးကျေးရွာလူကြီးအမျိုးအမြင်ရှိမှုကိုပေါင်းစပ်ကဖွဲမိဆက်ကို မိုးရွာသည့်အခါလေတိုက်သည့်အခါနှင့်နေသာသည့်အချိန်များ၌မီးမပေးနိုင်ခြင်းကိုစင်ကြင်သုံးသပ်စေနိုင်ပြီးကြံချိန်များကိုအချိန်နှင့်တပြေးညီဆောင်ရွက်နေပြီဖြစ်ပါကြောင်းအတိပီပြောကြ၍ယခုဆိုလျင်ထိုးပွဲမိဆက်ကြီးကောင်းမှုဖြင့်ခလောင်းနေရွာသူရွာသားတို့မှမီးလာပါကဟေးဟုဩရ၍ပြောလာသောရလမြပင်ရနေပြီဖြစ်ပါကြောင်းမီးပြတ်သောအခါဟာဟုသောအာမေထိတ်ကိုရေရွရွ မိပေးသည့်သူများကိုနိဗ္ဗာန်မှာကိုရက်တူတူနဲ့ရောက်ပါစေဟုသောစကားနှင့်အတူဖြစ်ပြတဲ့ခါရတရားသဘောကိုပင်အချင်းညင်တပြေးညီစင်ကြယ်နိုင်ကြပြီဖြစ်ပါကြောင်းထို့ကဲ့သို့ဝိဇာသိပ္ပအနှမျိုးစလုံးအတုံးဝင်သောတိုးတက်လာသောရလကောင်များရှိပါကြောင်းမပြောက်ပြက်စေလိုပါကြောင်းရှေးလျားစွာ ရှင်းလင်းပြောကြ၍ဏီကုံချုပ်သွားလေတော့တည် ကဲဖွဲ့မေးစက်ကြီးကိုမိုးရွာလည်းမပေးဘူးနေဘူးလည်းမပေးဘူးတဲ့လေးတိုက်လည်းမပေးဘူးတဲ့ကြံတဲ့ချိန်မျိုးအချိန်နဲ့တရေညီပဲတဲ့ဟုတ်ကဲ့ဒါလေးကတော့အခန်းလေးအနေနဲ့ဆရာကြီးရောရေးသားမျိုးကိုပြီးခဲ့တာကိုကျွန်တော်ကတဆင့်ပြန်လည်ပြီးတော့ဖန်ယူမျိုးကိုပြီးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျချိန်ပေးပြီးတော့ live နားစင် click ပေးခဲ့ကြတဲ့တော်လန် click ကတဝူကြောချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျကျွန်တော်ရောက်ဖတ်မှုလိုအပ်ချက်ကြောင့်မလို့ ဒီဝိတုလေးရဲ့အခန်းစာလေးရဲ့ rap ကရောပါသွားခဲ့တယ်ဆိုလို့ရှိရင်လည်း clicker တို့ကသိခံပြီးတော့နားလည်ပေးဖို့မေတ္တာရက်ခံတောင်းပန်ပါတယ်ခင်ဗျာ clever ရွယ်လေးကိုစားပြတဲ့အကန်ကောင်းမှုအတွက်တည်း clicker တို့နဲ့ထပ်တူရှင်းနေနိုင်ပါစေခင်ဗျဟုတ်ကဲ့တော့ဟောလန်နေစေနေရမြပါခင်ဗျာ